မင်္ဂလာပါရှင်ဒီကနေ့ရနောက်ဆုံးရထိတ်တန့်သတင်းများကိုတင်ဆက်ပေးပါမယ်ဒေါ်အောင်ဆန်းစုကြည်နဲ့သမရဦးဝင်းမြင့်တို့ရဲ့တရက်ခွင်အမှုရင်ဆိုင်နေရတဲ့ CCTV မှတ်တမ်းဗီဒီယိုနဲ့လူမှုကောင်းဆောင်ရဲ့ထောင်တွင်းနေစဉ်နေထိုင်မှုမှတ်တမ်းများ Guardian သတင်းဌာနသို့ပေါက်ကြားတဲ့အကြောင်းတင်ဆက်ပေးပါမယ်ဒေါ်အောင်ဆန်းစုကြည်နဲ့သမရဦးဝင်းမြင့်တို့ရဲ့တရက်ခွင်အမှုရင်ဆိုင်နေရတဲ့ CCTV မှတ်တမ်းဗီဒီယိုနဲ့လူမှုကောင်းဆောင်ရဲ့ထောင်တွင်းနေစဉ်နေထိုင်မှုမှတ်တမ်းများ Guardian သတင်းဌာနကိုပြည်သူရင်ခွင်ဖွဲ့မှတစဉ်ပေါက်ကြားလာတယ်လို့အဆိုပါသတင်းဌာနကသတင်းဖော်ပြထား ားပါတယ်မြမတင်ရခွင့်တွင်ဒေါအောင်ဆန်းစုကြည်ရဲ့ရှာရှာပါပါဗီဒီယိုနဲ့သူမရဲ့နေ့စဉ်အကျဉ်းထောင်များဆိုင်ရာအသေးစိတ်မှတ်တမ်းများကိုဂါရီယန်ကရရှိခဲ့ပြီးအသက်80ပြည့်မွေးနေ့နီးကပ်လာချိန်မှာဖြုတ်ချခံရတဲ့အရက်သားခေါင်းဆောင်ရဲ့ဘဝအကြောင်းကိုတစိတစောင်းဖော်ပြထားပါတယ် Guardian ကဖော်ပြထားတဲ့ CCTV မှတ်တမ်းဗီဒီယိုတွေမှာ2022ခုနှစ်ဩဂုတ်လနဲ့ဒီဇင်ဘာလအတွင်းဖြစ်ပြီးသမရဝင်းမြင့်နဲ့ဒေါအောင်ဆန်းစုကြည်တို့တရက်ခွေမှာအမှုရင်ဆိုင်နေရတဲ့မြင်ကွင်းတွေကိုပြသထားပါတယ်။ဒေါအောင်ဆန်းစုကြည်ရဲ့အကျဉ်းထောင်တွင်နေ့စဉ်နေ့တိုင်းမှုမှတ်တမ်းတွေမှာသူမရဲ့တဏှတာမှာမနက်၄နာရီမိနစ်30ချင်းကစတင်ပြီး ည7:30မိနစ်30မှာပြီးဆုံးတယ်လို့ဖော်ပြထားပါတယ်။ဒေါအောင်ဆန်းစုကြည်ကမနက်တိုင်းတနအီကျော်တရားထိုင်ပြီးညနေတိုင်းလေးကျင်ခန်းအဖြစ်အခန်းတွင်လမ်းလျှောက်ကြောင်းနေ့စဉ်ပရိစိတ်ကြောင်းသိရပါတယ်။မှတ်တမ်းတစ်ခုမှာနေ့လယ်စာအဖြစ်ထမင်းနှစုံကြက်သား၅သားလုံးဟင်းချိုချောကလက်နှစ်ခုနှကမောက်တီအနှင်းငယ်တို့ကိုစားသုံးကြောင်းပုံမှန်အားဖြင့်ဒေါအောင်ဆန်းစုကြည်ကအစားနေပြီးမနက်စာအတွက်ကြက်ဦးကျော်နေ့လယ်စာအတွက်ထမင်းအနှင်းငယ်နဲ့အသားနဲ့ငါးတို့ကိုစားကြောင်းညစာအတွက်ပါမုတ်စားကြောင်းရှင်းသားထားပါတယ်။ ဒေါအောင်ဆန်းစုကြည်ကစစ်အာဏာသိမ်းချိန်2021ခုနှစ်မှစစ်တပ်ကထုတ်ဝေတဲ့သတင်းစာတွေကိုဖတ်ရှုကြောင်းသိရပါတယ်။2024ခုနှစ်အစောပိုင်းဒေါအောင်ဆန်းစုကြည်ကိုမြင်တွေ့ခဲ့ရတဲ့အချင်းဦးစီးဌာနသတင်းရင်းမြစ်တွေကသူမရဲ့အတန်နဲ့အလန်းလျှောက်ပုံကမပြောင်းလဲပါဘူး။သူမစပင်နာပန်းပန်နာမရှိတော့ဘူးလို့ဆိုပါတယ်။နောက်ထပ်တစ်ပုတ်အနေနဲ့ NUG ကတနင်္သာရီတိုင်းမှာခန့်ထားဖို့အတွက်ဆရာဝန်၊သူနာဗျူ၊ကျမ်းမာရေးမှူး၊တာဖွားဆရာမအပါအဝင်ကျမ်းမာရေးဝန်ထမ်းများခေါ်ယူတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကျန်းမာရေးဝန်ကြီးဌာနကတနင်္သာရီတိုင်းမှာခန့်အပ်ဖို့အတွက်ဆရာဝန်သူနာပြုကျန်းမာရေးမှူးတာဖွားဆရာမအပါဝင်ကျန်းမာရေးဝန်ထမ်းများခေါ်ယူကြောင်းထုတ်ပြန်ထားပါတယ်။တနင်္သာရီတိုင်းမှာတာဝန်ထမ်းဆောင်ဖို့အမျိုးသားညီညွတ်ရေးအစိုးရကျန်းမာရေးဝန်ကြီးဌာနကအထူးကုဆရာဝန်များဆရာဝန်များမြည်တိအထူးဘာသာရက်ကိုမစိုးအထူးပြုသူနာပြုများသူနာပြုများမြည်တိအထူးဘာသာရက်အမျိုးအစားမစိုးမြည်တိရာထူးအမျိုးအစားမစိုးကျန်းမာရေးမှူးများမြည်တိရာထူးအမျိုးအစားမစိုးအမျိုးသမီးကျန်းမာရေးဆ ယာမများ LHV ပြည်သူ့ကျန်းမာရေးကြီးကြပ်တင်များသားဖွားဆယာမများပြည်သူ့ကျန်းမာရေးကြီးကြပ်နှင်းများကိုခေါ်ယူကြောင်းထုတ်ပြန်ပါတယ်။ရှောက်ထားသူတွေကနိုင်ငံဝန်တန်းဖြစ်ပါကစီဒီယံဝန်တန်းဖြစ်ရမှာဖြစ်ပြီးအကြမ်းဖက်စစ်ကောင်စီနဲ့ပတ်သက်မှုမရှိသူဖြစ်ရမှာဖြစ်ကြောင်းနိုင်ငံဝန်တန်းမဟုတ်ပါကအကြမ်းဖက်စစ်ကောင်စီနဲ့ပတ်သက်မှုမရှိသူဖြစ်ရမှာဖြစ်ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရကျန်းမာရေးဝန်ကြီးဌာနကတာဝန်ချထားမဲ့နေရာဒေသတွေကိုတွားရောက်ပြီးတာဝန်ထမ်းဆောင်နိုင်ရမှာဖြစ်ပြီးအမျိုးသားညီညွတ်ရေးအစိုးရကျန်းမာရေးဝန်ကြီးဌာနလူ့စွမ်းအရင်းမြစ်ဌာနရဲ့ Telegram န်တမမဟုတ်ရင် Telegram user နဲ့ Astron HR MOHNUG မှာရှောက်လွှာပုံစံများထုတ်ယူပြီးပြဖို့လျှောက်ထားနိုင်ကြောင်းသိရပါတယ်။ တော်လိုင်းကာလနဲ့ဂျားကာလစံမိုင်းစောင့်ရှောက်မှုလုပ်ငန်းများမှာပါဝင်ဆောင်ရွက်လျက်ရှိနေစံမိုင်းသူရဲကောင်းများအတွက်လက်ရှိကာလအတွင်းလူမှုဘဝလုံခြုံရေးနဲ့လုပ်ငန်းခွင်လုံခြုံရေးတွေကိုကာကွယ်ဆောင်ရှောက်မှုတွေပြည့်ရနိုင်ဖို့အစီအစဉ်များချမှတ်ထားပြီးတော်လိုင်းအလွန်ကာလတွေမှာလည်းဘဝအာမခံချက်တွေနဲ့အထူးခွင့်ရေးတွေကို Federal Democracy မူဝါဒတွေနဲ့အညီပေးရသွားမှာဖြစ်ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရစံမိုင်းဝန်ကြီးဌာနကထုတ်ပြန်ကြေညာပါတယ်။နောက်ထပ်တစ်ပုတ်အနေနဲ့ဟင်းသက်တာထွေးဥဝန်တန်းတွေကစစ်မှုတန်းအကြောင်းပြငွေတောင်းယူတဲ့အပြင်ဈေးဝယ်တွေကိုဝင်ရောက်ပြီးလူငယ်များ ားကိုဖမ်းဆီးတဲ့ကြောင်းတင်ဆက်ပေးပါမယ်။အေယာဝတီတိုင်းဟင်းတရာမြို့နယ်စစ်ကောင်စီလက်အောက်ခံအထွေထွေအုပ်ချုပ်ရေးရုံးမှဝန်ထမ်းတွေကပြည်သူစစ်မှုထမ်းအကြောင်းပြပြီးငွေတောင်းယူတဲ့အပြင်ကျေးရွာများကိုဝင်ရောက်ခါလူငယ်များကိုဖမ်းဆီးနေကြောင်းသိရပါရယ်။ဒုတိယအုပ်ချုပ်ရေးမှုဦးမျိုးမင်းစိုးကကျေးရွာရက်ွက်အုပ်ချုပ်ရေးမှုနယ်စစ်ရေးတွေကိုခေါ်ယူပြီးစစ်မှုထမ်းပတ်စဉ်ဆက်လေးအတွက်တအုပ်စုနဲ့တရောင်နှုံတောင်းယူပြီးမထက်နိုင်မှာကငွေတောင်းယူကြောင်းဒေသခံတွေကပြောပါရယ်။ပြည်သူစစ်မှုထမ်းပတ်စဉ်တပတ်မထက်နိုင်ပါကကျပ်ငွေ35သိန်းအပတ်စဉ်နှစ်ပတ်မထက်နိုင်မှာကကျပ်ငွေ3 60ညှိနှိုင်းပေးရကြောင်းဒေသခံတွေကဆိုပါတယ်။ဒုတိယအုပ်ချုပ်ရေးမှူးဦးမျိုးမင်းစိုးနဲ့အကြီးအကဲစည်းမတင်းတင်းအောင်ငင်းငင်းညိုကလူပေးဖို့တက်အပတ်စဉ်ရှောင်ဖို့ပတ်စံတောင်းနဲ့ပတ်စံပေးထားလဲရွာတဲ့ကိုစင်းစွင်းနဲ့ပတ်စံတောင်းပြန်တော့လည်းမပေးဘူးပြည်သူတွေဘဝကစစ်မှုတန်းအတွက်စစ်သားလေးပေးရပတ်စံလည်းပေးရဖြစ်နေတယ်လို့ဟင်္ဒရာမျိုးနယ်ရှိဒေသခံတအုပ်ကဆိုပါတယ်။အဲဒီလိုပြည်သူစစ်မှုတန်းတွေအတွက်ကျင်းရွာရက်ွက်တွေကညှိနှိုင်းပြီးငွေပေးဆောင်နေရပေမယ့်စစ်ကောင်စီတပ်သားတွေနဲ့အုပ်ချုပ်ရေးဖွဲ့တွေကအသက်ပြည်ပြီးဖြစ်တဲ့လူငယ်တွေကိုကျင်းရွာဒီဝင်ရောက်ဖမ်းဆီးခဲ့ကြောင်းဒေ သခံကြီးကပြောပါရယ်ဒါအပြင်ပြည်သူစစ်မှုတန်းတွေအတွက်အချိုးကျငွေပေးကြရတော့လဲစွန်လာ18ရက်နေ့မှာစစ်ကောင်စီတပ်နဲ့ထွေဥဝန်တန်းတွေကဟင်းတရာမြို့နယ်ရှိကျေးရွာတွေကိုစင်းကပြည်သူစစ်မှုတန်းအတွက်လူထပ်ပေးဖို့စီရင်တောင်းယူနေကြောင်းဒေသခံတွေကပြောပါရယ်အေရီတိုင်းတွင်26မြို့နယ်ရှိပြီးစစ်ကောင်စီကအုပ်ချုပ်ရေးမှုတွေနဲ့စီရင်တွေကပြည်သူစစ်မှုတန်းအကြံပြချင်းချောင်းငွေတောင်းယူမှုတွေပြုလုပ်နေတော့လဲစစ်ကောင်စီကအရေးယူမှုမရှိကြောင်းဒေသခံတွေစင်ကသိရပါရယ် နောက်ထပ်တစ်ပုတ်အနေနဲ့အနောက်တောင်တိုင်းကိုချိန်ချောက်လာမယ်ရခိုင်စစ်မျက်နှာဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။နောက်ဆုံးရရှိထားတဲ့သတင်းညအရခတ်တက်တော်နဲ့မဟာမိတ်တပ်ပေါင်းစုတွေကအမ်ဘရန်လမ်းပေါ်ရှိဖက်စစ်စစ်အုပ်စုရဲ့နောက်ဆုံးလက်ကျန်စခန်းဖြစ်တဲ့နန်းရီကန်တောင်ကုန်းစခန်းနဲ့2ကီလိုမီတာကွာကိုရောက်ရှိလာပြီးကာကင်းစခန်းများအလုံးကိုသိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ပါတယ်။နန်းရီကန်ကစစ်အုပ်စုရဲ့လက်နက်ကြီးပစ်ခတ်နိုင်မှုနဲ့လေကြောင်းကာကွယ်ရေးအတွက်အချက်ချာကျတဲ့စခန်းကြီးဖြစ်တယ်လို့သိရပါတယ်။အရခတ်တက်တော်ကနိုင်ငံရဲ့အနောက်တောင်ဘက်ကျန်းကိုလည်းထိုးဖောက်နေပြီဖြစ်ပါတယ်။ ီလို့ထုတ်ဖောက်ဖို့အဲ့ဒီဒေတာရှင်၎င်းရဲ့မဟာမိတ်တပ်တွေကဘယ်လိုပံ့ပိုးပေးရဆိုတာနဲ့အဲ့ဒီကတဆင့်ပဋိပက္ခတွေဘယ်လိုပုံဖော်လာမလဲဆိုတာကိုလေ့လာဖို့လိုအပ်လာတယ်လို့မြမအရေးတူတီတီကဆိုပါတယ်။အရက်ခတ်တက်ကလူမျိုးစုအမျိုးသားရေးဝါဒကိုပိုင်ဆုံးဖြတ်ပြတ်ထန်းခွင့်ရရှိရေးကိုတာအဓိကဦးတည်ခဲ့တော်ညာလဲအချမ်းအာနာရှင်စန့်ကျင်ဖွဲ့များနဲ့သွေးစည်းညီညွတ်မှုတွေကိုကြေကြေပြန့်ပြန့်တည်ဆောက်နိုင်ခဲ့ပြီးကိုရဲကြီးကိုဖြန့်ကျက်လာနိုင်ခဲ့ပါတယ်။အဲ့ဒီအတွက်ကြောင့်လေအိန္ဒိယနဲ့ထိစပ်နေတဲ့ချင်းပြည်နယ်စစ်တပ်ရဲ့စစ်ပစ္စည်းများထုတ်လုပ်ရာဘကိုးနဲ့မကွေးတိုင်းတွင်းကို ထုတ်ပေါက်နိုင်ခဲ့ခြင်းဖြစ်ပြီးစစ်တပ်ရဲ့လက်ဝဲရှိနိုင်ငံရဲ့စပတ်ကြီးလို့တင်စားခေါ်ဝေါ်ခဲ့တဲ့အင်ယာဝီမြဝကျွန်းပေါ်ကိုချင်းချောင်းနိုင်ခဲ့တာဖြစ်ပါတယ်အဲ့ဒီဒေတာတွေမှာအရခတက်တော်နဲ့လက်တွဲတိုက်ပွဲဝင်နေတဲ့အဖွဲ့ပါ18ဖွဲ့ရှိလာပြီဖြစ်ပြီးတော်လိုင်းအတွက်အဓိကအားထားရဖြစ်လာခဲ့ပါတယ်။မြန်မာပြည်ရင်းစစ်ရဲ့လာရကိုလည်းကြီးမားစွာတန်ရမှုရှိလာခဲ့ပါတယ်။အရခတက်တော်ကနေကြားဒေတာတလျှောက်စစ်တပ်ရဲ့လှုပ်ရှားနိုင်စွမ်းအားပြတ်မသွားစေဖို့နဲ့ပသိမ်မုံရွာလန်းတလျှောက်နဲ့မကွေးပဲခူးအင်အားရီတကြောထိန်းချုပ်ထားဖို့ရည်ရွယ်လှုပ်ရှားခဲ့ခြင်းဖြစ်ပါတယ်။ ချင်းညီနောင်နေအဖွဲ့ကလည်းမင်းတပ်နဲ့ဖလန်းမှာထိုးစစ်များစတင်လာပြီးအာရခတပ်တော်ရဲ့လက်နက်လူအင်အားပံ့ပိုးမှုတွေနဲ့2024ဒီဇင်ဘာမှာမင်းတပ်နဲ့အခုနှစ် AB 25မှာဖလန်းကိုတင်ယူနိုင်ခဲ့ပါတယ်။ရခိုင်ရိုးမှတခြားအာရခတပ်တွေရဲ့စစ်စင်ရေးတွေကိုတော်လိုင်းအဖွဲ့6ဖွဲ့က2024ဩဂုတ်လကစပြီးပံ့ပိုးကူညီပေးခဲ့ကြပါတယ်။ AR တော်လိုင်းတပ်တွေကရခိုင်တောင်ပိုင်းစစ်စင်ရေးတွေမှာကူညီပေးခဲ့ကြတဲ့အတွက်၎င်းတို့ဒေသအတွင်းစစ်စင်ရေးတွေကိုလည်းအာရခတပ်တွေကကူညီဖို့ရှိနေပါတယ်။ စင်အုပ်စုအတွက်ကတော့၎င်းတို့ရဲ့လုံခြုံရေးအတွက်အိမ်မက်ဆိုးကြီးဖြစ်လာခဲ့ရပါတယ်။လုံနေကြလေကြောင်းတိုက်ခိုက်မှုတွေဖြက်လေးဖြက်ကလည်းထိရောက်စွာဟန်တားနိုင်ခြင်းမရှိတော့ပါဘူး။တရုတ်ကစင်အုပ်စုအခြေမလဖြစ်လာတာကိုဝင်ရောက်ပြန်ပြေးပေးဖို့ကြိုးပမ်းခဲ့တော့လဲအာရခတ်တက်တော်အပေါ်ဩဇာတန်ရောက်နိုင်မှုကမဆိုတလောက်တာရှိပါတယ်။2024ဒီဇင်ဘာမှာစစ်တပ်နဲ့ တွေးခဲ့ပြီးဖြစ်တော့လဲဘလို့သဘောတူညီချက်မျိုးမှထွက်မလာခဲ့ပါဘူး။ဒါပေမဲ့တရုတ်မျက်နှာထောက်ပြီးကြောက်ဖြူကိုအလုံးရင်းနဲ့ထိုးစစ်စင်နာကိုရှောင်ရှားခဲ့ပါတယ်။မင်းအောင်လိုင်းကဖေဗရီလအတွင်းကမကွေးပဲခူးအီယာရီဒေသတွေမှာအရခတ်တက်နဲ့မဟာမိတ်အကြမ်းဖက်ဖွဲ့တွေရဲ့ချင်းချမှုအန်ဒီရဲ့ကြီးထွားလာနေတာကိုထုတ်ပေါ်ပြောဆိုခဲ့ပါတယ်။ မကွေးနယ်ပဲခူးဒေသတွေမှာအရခန့်တပ်တွေနဲ့တပ်ပေါင်းစုကစစ်တပ်ရဲ့လက်နက်ပစ္စည်းများထုတ်လုပ်တဲ့စက်ရုံတွေကိုချင်းချောင်လာနေပြီဖြစ်ပါတယ်။ AR တိုင်းထိုးစစ်ကိုအေပင်လာတွင်အကန့်အသတ်နဲ့ထိုးစစ်ဆင်လာတော့ညာရှေးလျှောက်ကျေပြန့်လာဖို့ရှိနေပြီးတိုင်းပြည်ရဲ့စပားထွက်ရှိမှု30ရာခိုင်နှုန်းရှိရာဒေသကိုချင်းချောင်လာမယ်အပြင်မင်းအောင်လိုက်ရဲ့ရွှေကောက်ပွဲလုံနိုင်မယ်မြို့အရေးအတွက်ထက်လဲရွှေနဲ့သွားမှာတော့မှာဖြစ်ပါတယ်။ဒီလိုစီရေးအသာစီရလာနေတဲ့အရခတ်တက်ကစိတ်ဆက်ဆွေးနွေးဖို့ပဲလူများစိတ်ဝင်စားမှာလဲ။အရခတ်တက်ကအခြားသောတော်လိုင်းဖွဲ့တွေကိုထောက်ပံ့ကူညီလာခြင်းကြောင့်ချင်း ြည်နယ်နဲ့မြို့သားညီညွတ်ရေးအစိုးရရဲ့အာမခံနိုင်ငံအလဲပိုင်းကိုဩစာတက်ရောက်မှုရှိလာနိုင်ပါတယ်။အဲ့ဒီအတွက်စေအုပ်စုအလုံးနိုင်ငံကိုအုပ်ချုပ်မဲ့ NUG ရဲ့ရင်းရှင်ရက်တီသွားနိုင်မှုကြဆင်းလာမယ့်အပြင်အဲ့ဒီဒေသတွင်းရှိအဖွဲ့များကြားအကွဲပြင်းများဖြစ်လာမယ့် NDR တွေလည်းရှိလာနိုင်ပါတယ်။ချင်းပြည်နယ်မှာအလားတူအနေထားများတွေ့လာရတယ်လို့ရှင်းသားထားတာကိုတင်ဆက်ပေးလိုက်ရပါရဲ့ရှင်။